တတိယဒုံလပတ်တွင်တင့်ကလေးဖွင့်ဖြိုးမှုတတမလကုံမှာကလေးက30ခွန်းတတမ6စင်တီမီတာကနေ40နှစ်စင်တီမီတာလောက်ထိရှည်ပြီးတော့အလေးချိန်900ဂရမ်ကနေတတမ5ကီလိုဂရမ်လောက်ရှိပါတယ်။ KNT အကြီးတလုံးလောက်ရှိပါပြီ။တတိတာလောက်တာကန်တာပိုအားကောင်းလာပြီး အကျိန်ပိုစိတ်လာပါတယ်စီးချက်ကြလောက်ရှားတာတွေမိခင်ကတတိထားမိပြီးတော့ကျွထိုးတာဖြစ်နိုင်ပါတယ်အထမလကုံမှာကလေးက40နစ်စင်တီမီတာကနေ48စင်တီမီတာလောက်ထိခြေပြီးတော့အလေးချိန်တတတမ8ကီလိုဂရမ်ကနေနစ်တတမ4ကီလိုဂရမ်လောက်ရှိပါတယ် ဖယုံတီးအသေးအရွယ်လောက် ရှိပါပြီတတိသားရဲ့အစာရှည်စနစ်အပြည့်အဝအလွတ်လုံနေပြီးတော့ရေမွာရေထဲကအာဟာရတွေကိုစုပ်ယူနိုင်ပါပြီနဝမလကုံမှာကလေးက48စင်တီမီတာကနေ90နှစ်စင်တီမီတာလောက်ထိရှည်ပြီးတော့နေသတ္တမခွန်ကီလိုဂရမ်ကနေ4ကီလိုဂရမ်လောက်လေးပါတယ် ဖရဲတီအသေးတလုံးလောက်ကြီးပါတယ်ကလေးရဲ့အဆုတ်တွေအပြစ်အဝဖွင့်ဖြိုးပြီးလို့မိဖွားပြီးရင်အကူမလိုပဲအတက်ရှူနိုင်ပါပြီကလေးအပြစ်အဝဖွင့်ဖြိုးပြီးလို့မွေးဖွားဖို့အတင့်ဖြစ်နေပါပြီ